မင်္ဂလာပါရှင်စစ်ကောင်မရှင်တပ်ကအော်တိုဘာလအတွင်းမှာကလေးငယ်တွေအပါအဝင်လူ136ယောက်ကိုအစုလိုက်အပြုတ်လိုက်တပ်ဖြတ်ခဲ့တယ်လို့ NUG ကထုတ်ပြန်ပါတယ်။ Greeny ပြည်မှာစစ်ကောင်မရှင်တပ်နဲ့ Greeny တော်လှန်ရေးတပ်ပေါင်းစုလို့ကြာစစ်ရေးတင်းမာမှုတွေကြောင့်ဒေသခံတွေရဲ့လုံခြုံရေးအခြေအနေဟာစိုးရိမ်စရာဖြစ်လာပါတယ်။မြန်မာအိန္ဒိယနယ်စပ်နဲ့ချင်းပြည်ထဲကပလဲဝဒေသမှာဝန်ယောဂကူးစက်မှုအခြေအနေပြင်းထန်နေပါသေးတယ်။ စ်ကွန်မရှင်ကအော်တိုဘာလအတွင်းမှာကလေးငယ်တွေပါဝင် လူ136ယောက်ကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့တယ်လို့ NUG ကထုတ်ပြန်ပါတယ်စစ်ကွန်မရှင်တဲ့ရဲ့လူအခွင့်အရေးချိုးဖောက်မှုတွေဟာရော့ကျသွားခြင်းမရှိဘဲဆက်ပြီးတော့မြင့်တက်နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူအခွင့်အရေးစာရဝန်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။ NUG ရဲ့အော်တိုဘာလာစစ်ရဲဇဝမှုမက်တမ်းအရာစစ်ကောမရှင်တပ်ဟာအော်တိုဘာလာတလထဲမှာတဲ့နိုင်ငံသုံးဝဲမှာအစုလိုက်အပြုံလိုက်တက်ဖြတ်မှုပေါင်း73ကြိမ်ကျူးလွန်ခဲ့ပြီးလူပေါင်း136ယောက်တိဆုပ်ခဲ့ပါတယ်အဲ့ဒီထဲမှာအသက်၁၈နှစ်အောက်ကလေးငယ်၁၆ယောက်အထိပါဝင်ခဲ့တယ်လို့ NUG ရဲ့လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကနိုဝင်ဘာလ၁၃ရက်နေ့မှာထုတ်ပြန်ပါတယ်။ တိုင်းနယ်ပြည်နယ်တွေအလိုက်လူအခွင့်ရေးချိုးဖောက်မှုအများဆုံးဒေသကတော့စကိုင်းတိုင်းပဲဖြစ်ပါတယ်။စကိုင်းတိုင်းမှာလူအခွင့်ရေးချိုးဖောက်မှုပါ122မြို့အထိရှိခဲ့တယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။ဒါပြင်အော်တိုဘာလတလထဲမှာပဲစစ်ကောင်မရှင်ဟာစုစုပေါင်းလူအခွင့်ရချိုးဖောက်မှုပေါင်း959မှုကိုကျူးလွန်ခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုပေါင်းအကြိမ်250ပြုလုပ်ခဲ့ပါတယ်။မန္တလေးတိုင်းတစ်ခုထဲမှာပဲလေကြောင်းတိုက်ခိုက်ခံရမှုကအကြိမ်90ရှိခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့်အရက်သား185ရောက်တိဆုံးခဲ့ရမှာကလင်းငယ်38ရောက်ပါဝင်ခဲ့ပါတယ်လူခွင့်ရဆာယာဝန်ကြီးဌာနကထုတ်ပြန်တဲ့ဒီကိကနန်းတွေဟာအနာဂတ်မှာစစ်ကွန်မရှင်ကိုအရေးယူနိုင်ဖို့အတွက်စုဆောင်ထားတဲ့တတိမှတ်တမ်းတွေဖြစ်တယ်လို့အသိပေးထုတ်ပြန်ထားပါတယ် greening ကြားပြည်မှာစစ်ကွန်မရှင်တန်းနဲ့ greeny တော်လန်ရေးတပ်ပေါင်းစုတွေကြားစစ်ရေးတင်းမာမှုတွေကြောင့်ဒေသခံတွေရဲ့လုံခြုံရေးအခြေအနေဟာစိုးရိမ်စရာ ဖြစ်လာပါတယ် နိုဝင်ဘာလ17ရက်နေ့ကစပြီးဖူโซဘောလကဲလမ်းပိုင်းတနီးယာမှာထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်မရှင် တပ်ဖွဲ့ကလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။နိုဝင်ဘာလ23ရက်နေ့မှာဆိုရင်ဖူโซမျိုးအနောက်ဘက်ကရွာတရွာကိုလက်နဲ့ကြီးကြီးလေးလုံးအထိကြားရောက်ခဲ့ပါတယ်။ဒါပေမဲ့လူထိခိုက်တော့မရှိဘူးလို့ဒေသခံတွေကပြောပါတယ်။ ဒါပြင်နမခုတ်မျိုးနယ်ထဲမှာလည်းနိုဝင်ဘာလ12ရက်နေ့ကစစ်ကုမရှင်ကလက်နက်ကြီးနဲ့ပြစ်ခတ်ဓာရီကြောင့်ဖုံကြီးကြောင့်မုတ်ဦးပြက်စီးခဲ့ပြီးအရက်သားတရာကိုလက်နက်ကြီးအစရှက်ထိဒဏ်ရာရခဲ့ပါရည်ဘိုက်ကော်မျိုးနယ်အရှိဖက်ချန်ကစစ်ဆောင်စခန်းတစ်ခုမှာခိုလုံနေတဲ့အိတ်ထောင်စုတထောင်ဝန်းကျင်ဟာလည်းစစ်ကုမရှင်တပ်ရဲ့မြေပြင်စစ်ကြောင်းထိုးလာမှုနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဘီကေယာကိုထက်ဆင့်ရွှေ့ပြောင်းသိမ်းရှောင်နေကြရပါရည် တိုက်ပွဲရီကြောင့်စပားနဲ့မြေပဲရိတ်သိမ်းရမယ့်ယာတီမှာဒိသခန့်တောက်သူတွေစိုက်ခင်တဲ့မဝင်ရဲပဲအသက်မွေးဝမ်းကြောက်အတွက်အခက်ခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့စစ်ဘေးရှောင်တွေနဲ့ဒိသခန့်တွေကပြောပါတယ် UWSA ဝါနဲ့ကိုကန့်ဒေတာတွေမှာလူထုရှေ့မှောက်မှာတည်နေပေးတဲ့တည်နေဆက်ပါမယ် ဝါပြည်သွေးစည်းညင်ညွတ်ရေးတမတ်တော် UWSA နဲ့ကိုကက်အထူးတီတာတေတိုရဲ့တရားစီရင်ရေးအဖွဲ့အစည်းတွေဟာကြီးလေးတဲ့ရည်စုံမှုတွေကိုလူထုရှိမှမှတင်းတင်းကြပ်ကြပ်စီရင်နေပါတယ်နိုဝင်ဘာလ14ရက်နေ့မှာ UWSA ထိန်းချုပ်ရာဟိုပန်မြို့ယဉ်ကျေးမှုကွင်းမှာကျင်းပတဲ့တရားစီရင်ရေးအခမ်းအနားမှာလူတက်မှုကျူးလွန်သူအသက်18နှစ်အရွယ်မောင်အိုက်ရီကိုတည်တံ့ချမှတ်ခဲ့ပါတယ် ဒါပြင်ရွှေဆိုင်ဖောက်ထွင်းသူဦးအားချံကိုတော့ထောက်တန်း15နှစ်ချမှတ်ခဲ့တယ်လို့ဝလူငယ်အတန်ကဆိုပါတယ်ဒါပြင် ကိုကဲအထူးတီတာတဲ့မုတ်ကူးခရိုင်မှာလဲနိုဝင်ဘာလ17ရက်နေ့မှာကျင်းပတဲ့လူထုတရားစီရင်ပွဲမှာလူတက်မှုကျူးလွန်သူ၃ယောက်ကိုတေးတန်ချမှတ်ခဲ့ပါတယ်။မဒိမှုနဲ့ရိုက်နှက်မှုကျူးလွန်သူ၄ယောက်ကိုတော့ထောက်တန်တွေချမှတ်ခဲ့တယ်လို့တကူကဲကိုကဲတည်င်းကွန်ရက်ကနိုဝင်ဘာလ17ရက်နေ့မှာထုတ်ပြန်ပါတယ်။ ဝါနဲ့ကိုကဲဒေတာနှစ်ခုပေါင်းမှာလူတက်မှုကျူးလွန်သူစုစုပေါင်း၄ယောက်ကိုတည်တံချမှတ်လိုက်တာ ဖြစ်ပြီးဒါဟာဒေတာတွင်ဥပဒေကိုလိလူရှုသူတွေအပေါ်အပြည့်အထန်အရေးယူမဲ့သဘောထားကိုဖော်ပြနေတာဖြစ်တယ်လို့ဒေတာခန်တွေကသုံးသက်ပြောဆိုနေကြပါတယ်။ဒီလိုစီရင်မှုမျိုးဟာနေဆက်ချင်းကတ်နေတဲ့တရုတ်နိုင်ငံကစီရင်တဲ့ပုံစံမျိုးလေးဖြစ်ပါတယ်။ မြန်မာထိုင်းနဲ့ဆက်ကငွေလိမ်ဂိုင်းတွေအခြေစိုက်တယ်ဆိုတော့ KK ဘက်ကိုစစ်ကွန်မရှင်ကဖျက်ဆီးတာနဲ့ပတ်သက်ပြီးအငင်းပွားဖွယ်ရာတွေရှိနေတယ်လို့ထိုင်းဘက်ချမ်းမှာတော့ဒေသခံပြည်သူတွေကထိုင်းဝန်ကြီးချုပ်ကိုတိုက်ကြားမှုတွေရှိနေပါတယ်မြန်မာထိုင်းနယ်စပ်ကနမဲကျော်အွန်လိုင်းငွေလေခိုင်ဂျားဖြန့်တွေရဲ့စခန်းဖြစ်တဲ့ KK ဘတ်ကိုစစ်ကွန်မရှင်တပ်ဖွဲ့ကဖျက်ဆီးနေတဲ့လို့ရဟဟန်ပြသဘောတာဖြစ်နေသလားလို့မိခိုထုတ်စရာတွေဖြစ်လာပါတယ် စစ်ကောင်မရှင်ကအဆောက်အအုံတရာကျော်80ရာခိုင်နှုန်းနှီးပါဖြူဖြက်ပြီးပြီလို့ကြေညာထားပေမဲ့နေဆက်တည်ရင်မြစ်တွေရဲ့ပြောဆိုချက်တွေအရအဆောက်အအုံ90ရာခိုင်နှုန်းဝန်းကျင်ဟာအကောင်းပကတိအတိုင်းကျန်နေပါတယ် EFP တည်င်းဌာနကတော့ဂျူတူကရယူထားတဲ့ဓာတ်ပုံတွေမှာခိခိပတ်ကအဆောက်အအုံရဲ့ဆယ်ရခိုင်နှုန်းသာပြည့်စည်တာကိုတွေ့ရတယ်လို့ဖော်ပြပါတယ်။ ဘလိုပဲဖြစ်ဖြစ်အခုလိုဖြစ်စည်းမှုကြောင့်မြန်မာထိုင်းနယ်ဆက်မဲဆောက်ဒေသခံတွေဟာအခက်အခဲတွေနဲ့ကြုံနေရပါတယ်စစ်ကွန်မရှင်က မိုင်းဖောက်ခွဲဖြစ်စည်းတဲ့အခါမိုင်းဆတွေဟာထိုင်းဖက်ချမ်းကို လွင့်ဆင်ကြရောက်တာကြောင့်ကလေးငယ်နဲ့တက်ကြီးရွယ်အို29ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ထိုင်းသတင်းတွေကဖော်ပြပါတယ် ထိုင်းဝန်ကြီးချုပ်အနုထင်ချန်ဝိရက်ကိုမဲဆောက်ကိုရောက်ရှိလာတဲ့ချိန်မှာလဲထိုင်းပြည်သူတွေကမိုင်းခွဲဖြက်စီးမှုကြောင့်မလုံခြုံမှုတွေခံစားရကြောင်းတင်ပြခဲ့ပေမဲ့စစ်ကွန်မရှင်ကတော့ဖြက်စီးမှုကိုဆက်လုပ်နေစေဖြစ်တယ်လို့ဆိုပါတယ်။ ဒီအတော်အတွင်းမှာပဲ KK ဘက်ကထွက်ပြေးလာတဲ့ကြားပြန့်လုပ်ငန်းရှင်တွေကိုကရင်နယ်ခြားဆောက်သက် BGF ခေါင်းဆောင်ပိုင်းတွေကကာကွယ်ပေးထားပြီးနေရာရွှေ့ပြောင်းတာဆက်လက်လုပ်ကိုက်ဖို့မြင်ကားရင်းတာဝယ်ယူတာတွေပြုလုပ်နေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒါကြောင့်စစ်ကုမရှင်ရဲ့ KK ဘက်ဖြည့်ဆည်းမှုဟာနိုင်ငံတကာဖိအားတွေကြောင့်ဟန်ပြလှုပ်ဆောင်နေတာလားဒါမှမဟုတ်ကြားပြန့်လုပ်ငန်းတွေကိုတခြားနေရာရွှေ့ပြောင်းနိုင်ဖို့အချိန်ဆွဲနေတာလားဆိုတဲ့မိခွန်းတွေထွက်ပေါ်နေပါတယ်။ ကချင်ပြည်ထဲကမြို့နယ်လေးမြို့နယ်မှာစစ်ကွန်မရှင်တပ်နဲ့ကချင်လူလက်ရေးတပ်မတော် KIA တို့ကြားတိုက်ပွဲတွေနဲ့စစ်ရေးတဲမှမူရီဆက်ဖြစ်နေပါတယ်အခုရဲ့သက်သက်ပတ်ထဲမှာဆိုရင်ဖားကဲမြို့နယ်ထဲကစစ်ကွန်မရှင်တပ်ရဲ့လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုကြောင့်အရက်သားတေဆုံးဒဏ်ရာရတာတွေရှိခဲ့ပါတယ်။ကိုစောပွေးကတင်ဆက်ထားပါတယ်။ကချင်ပြည်နယ်မှာကချင်လူလက်ရေးတပ်မတော် KIA နဲ့ စစ်ကောင်ရှင်တက်တွေချာမှစီရင်တင်းမှမှုတွေကမြို့နယ်၄ခုထိပြန့်နှံ့နေပြီးအထူးသဖြင့်ဗမော်နယ်ဖားကင့်ဒေသတွေမှာအရက်သားထိခိုက်သေးဆုံးမှုတွေဇက်တိုက်မြင့်တက်နေပါတယ်။ကချင်းပြည်နယ်မှာတိုက်ပွဲကတော့ဗမော်နောက်အဝိုင်းမော်ဖားကန်နောက်ဟိုးခေါင်းလန်ကူပဲပါအဲ့ဒီလေးနေရာမှာတော့အဲတိုက်ပွဲတော့နေ့တိုင်းတို့ဖြစ်တာရှိပါလေ။ဒါကြောင့် အဲဒီနေ့ခုလုံးနဲ့ကျွန်တော်မှပြောမယ်ဆိုလို့ရှိရင်တော့ခုနပြောတဲ့နေရာမှာတော့အဲစီးရဲ့ခြင်းနဲ့တော့ဒီမှာတဲ့နေသဖြစ်ပါရဲ့ဟုတ်ကဲ့ပမာမြို့နယ်ကလက်ရှိမှာစီးရင်တင်းမှမှုအမြင့်ဆုံးနေရာတစ်ခုဖြစ်နေပြီး KIA နဲ့စစ်ကောင်ရှင်တက်တို့ကြားနေရာလူတိုက်ပွဲတွေနေ့တိုင်းနေ့ပါဇက်တိုက်ဖြစ်ပွားနေပါတယ် KIA ကလက်လူဆုံရှုံသွားတဲ့နေရာတွေကိုပြန်နေထင်းချုံနိုင်ဖို့ကြိုးပမ်းနေချိန်မှာစစ်ကောင်ရှင်ကလည်းနေမြေပြန်လဲဆူမှုဖို့အတွက်ထိုးစစ်စစ်တိုက်ခိုက်နေတာကြောင့်ခုခံတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေပါတယ် အဓိကအပြစ်စကားခ27နာတော့နမ်ဖာတာမိုင်းတုံနဲ့ဗမော်တက်တို့လမ်းကြောင်းကနေမူမောက်ပဲတက်သွားတဲ့သုံးမိုင်ဝင်းကျင်နေရာဒီမှာတိုက်ပွဲတွေဇက်တိုက်ရှိနေတယ်လို့ဆိုပါတယ်ဗမော်ကတော့နေရာတော့ကျေကျက်တယ်ဆိုတော့ဟိုဘက်ကအနေနဲ့ဆုပေးလိုက်ဒီဘက်ကျွန်တော်တို့ပြန်သိမ်းလိုက်အဲ့လိုပုံစံနဲ့ပေါ့နည်းနည်းဟိုခရှိရမ်းမှာတက်ပွဲပုံစံတော့လည်းဖြစ်နေတယ်လေကြောင်းကတော့ဝိုင်ထွေးနဲ့ဘုံချေတာဒီဂျစ်ဖိုင်တာနဲ့အာဂန်ချစ်နဲ့ဂန်ချစ်နဲ့ပြတာရင်း ။ဒါတော့ဟိုမော်တာအတုံးချုပ်ပြောတည်တာနဲ့လက်ချီးတွေလေချောင်းတွေနေရှိပါလား။ပမော်ဒေတာတို့အိမ်မှာလေချောင်းနဲ့လက်နဲ့ကြီးပြစ်ခတ်မှုတွေဟာနေ့တိုင်းလှုပ်လို့ရှိနေစေဖြစ်ပါတယ်။ဖာကဲမြို့နယ်မှာတော့စစ်ကော်မရှင်တပ်တွေဟာမြေပြင်မှာအထိနာလာတဲ့အတွက်လေချောင်းနဲ့လက်နဲ့ကြီးတွေကိုပုံမှုအသုံးပြုလာတယ်လို့မြေပြင်တည်အရင်မြစ်တွေကဆိုပါတယ်။ဟိုလွန်ဘတ်ကိုနေမှာစစ်ကြောင်းတစ်ခုဝင်လာတာ။အဲ့ဒါကျွန်တော်တို့အစီအရင်နဲ့ပူးပေါင်းတပ်တွေကတော့ Or, 我南区那马了呢，带带包的，嗯，鞋。都啊，都啊，南疆的不七千多三牛吗？都不低价的，你那里估计他牛啦，不咯不低，都好彪悍，高都。嘛，高不干呢？我那边七千，哎，南京路、地图路、土地、地铁在咯，喜欢的。那边真的咯，阿江我啷不喜。我这边啊咯，阿地图路、土地、地铁也喜的。 now they talk me at the to to ရှိတဲ့ဘက်ကိုဘုံချင်းလို့ပြောလို့သူထိခိုက်တာတွေရှိပါတယ်။နိုဝင်ဘာလ7ရက်နေ့မွန်လွဲပိုင်းကဖာကက်ကထန်ကွက်တဲ့မှာစစ်ကောင်ရှင်ကဝိုင်းထွဲလိနဲ့ဘုံချဲတိုက်ခိုက်တာကြောင့်အသက်40ဝန်းကျင်ရှိတဲ့အမျိုးသမီးတယောက်နေရာမှာတင်တည်ဆုံးခဲ့ပြီးသူ့ရဲ့၅နှစ်အရွယ်သားငယ်ဟာပြင်းထန်ဒဏ်ရာတွေရရှိခဲ့ပါတယ်။စစ်ကောင်ရှင်တက်ကအရက်သားတွေနေတဲ့ရက်ွက်တွေတဲ့ဇက်တိုက်ဘုံကျဲတက်ခိုက်မှုတွေလုပ်နေတယ်လို့ဖာကက်ဒေတာခန်တွေကပြောပါတယ် ဒါအပြင်နိုဝင်ဘာလ23ရက်နေ့မှာလည်းဖာကန်ဗျူဟာကုန်းကနေလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်လုံခင်းအုပ်စုမားစားရွာကမူဂျိုချောင်းဝင်းတဲကိုကြောက်ပေါက်ခွဲခဲ့ပြီးဆီယာမားတယောက်နဲ့လင်းနစ်ရွယ်ကလေးတယောက်တန်းရရှိခဲ့ပါတယ်။ဝိုင်းမွန်ဘက်မှာတော့လက်ရှိအချိန်မှာမြင်းပြင်းတိုက်ပွဲတွေညင်နေပေမဲ့လည်းစစ်ရေးအခြေအနေတင်းမာနေစေဖြစ်ပါတယ်။ တိုက်ပွဲတွေညင်းနေပေမဲ့ drone နဲ့ပစ်ခတ်တာလက်နက်ကြီးနဲ့လမ်းပစ်တာအပြင်တခါတခါ jet fighter နဲ့ပစ်ခတ်တာတွေဆက်ရှိနေပါတယ်။နှွေမာလာဒုတိယပတ်ထဲမှာခေါလန်ဘူးဘက်မှာလည်းတိုက်ပွဲတွေနေ့တိုင်းလို့လို့ဖြစ်ပွားနေပြီးကချင်ပြည်အတွင်းစစ်ရေးတင်းမာမှု၄နေရာမှာပါဝင်နေဆဲဖြစ်ပါတယ်။စစ်ရေးတင်းမာနေတဲ့အခြေအနေကြောင့် KIA နဲ့ပူးပေါင်းတပ်တွေကဒေသခံပြည်သူတွေကိုလေကြောင်းနဲ့လက်နက်ကြီး NL ကိုအထူးတတိထားကြဖို့တတိပေးထားပါတယ်။ မြန်မာအိန္ဒိယနယ်စပ်နဲ့ချင်းပြည်ထဲကပလဲဝဒေသမှာဝမ်ယောဂကူးစက်မှုအခြေအနေပြင်းထန်နေပြီးလူအယောက်300လောက်ထိယောဂဖြစ်ပွားနေပါတယ်။ဒါအပြင်အဲ့ဒီဒေသတွေထဲကဆစ်လျှောက်စခန်းတွေမှာဝမ်ယောဂကူးစက်မှုကြောင့်လူသေဆုံးမှုတွေပါရှိနေတာပါ။ဒီကြောင့်ကိုပီတာကတင်ဆက်ထားပါတယ်။မြန်မာအိန္ဒိယနယ်စပ်တွေမှာအထူးသဖြင့်ချင်းပြည်ပလဝခိုင်နဲ့အနီအနားရှိအိန္ဒိယဘက်ကမီဇိုရမ်ပြည်နယ်ထဲမှာရှိတဲ့စစ်ပေးရှောက်စခန်းတွေမှာပြင်းထန်တဲ့ ဝက်ပြဲဝမ်းလျှော်ရွက်ကကူးစက်မှုတွေကြီးကြီးမားမားဖြစ်ပွားနေတာကြောင့်လူအများအပြားထိခိုက်နေပါဗါအရခတ်တတော်အီအီထိတ်ချုပ်ထားတဲ့ပလဲဝခရိုင်ရှစ်လဲဝတိုက်နယ်ထဲမှာဆိုရင်ဒေသခံတွေကုန်တယ်စုစုပေါင်းအယောက်300ဝန်းကျင်ကူးစက်ခံခဲ့ရတယ်လို့အီအီရဲ့ပြည်သူ့ကျန်းမာရေးဌာနကနိုဝင်ဘာလ12ရက်နေ့မှာထုတ်ပြန်ခဲ့ပါဗါကူးစက်သူအယောက်30ဟာအသွင်းလူနာဖြစ်ဆေးကုသမှုခံယူခဲ့ရပြီးအလုံးပြန်လည်တက်တာလာပြီလို့ဆိုပါတယ်ဒီယောဂါဟာပလဲဝနဲ့နန်နမိတ်ချင်းထိဆက်နေတဲ့ အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လောင်တလိုက်ခရိုင်ဒဲကနေဆက်ရွာကနေအစပြုခဲ့တာဖြစ်ပြီးတောက်တော့ရေမတန့်ရှင်းမှုနဲ့တကူရေတန့်ရှင်းမှုအားနည်းလာတွေကနေကူးဆက်တာလို့ယူဆနေကြပါတယ်။ယောဂကူးဆက်မှုနှုန်းလုံးဝမရှိတော့တဲ့အထိ ထိတ်ချုပ်ကကွယ်ရေးလုပ်ငန်းတွေဆောက်ရွက်သွားမယ်လို့အေအေချမ်းမရေးဌာနကပြောပါရယ်။ပိုပြီးစိုးရိမ်စရာကောင်းတဲ့အချိန်တွေကတော့အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ဘက်ချမ်းကစပေးလျှောက်စခန်းတွေမှာဖြစ်ပါရယ်။ အဆိုအဆုံးနေရာကတော့အဲ့ဒီကဂီဖစ်ရှောင်းစခန်းဖြစ်တယ်ပေါ့နော်ဒီဖြစ်တာကတော့ရှေ့နေကလေးနဲ့သူနင်းနေစီဖြစ်ကြတယ်ဒါပေမဲ့ဆိုးရတာက9ရက်နဲ့10ရက်10ပြရပေါ့နော်အဲ့ဒီ3ရက်ကဟိုပုံမှထပ်ူးတွေလည်းညလာပြီးမှပုံဆွေးရနေတာရှိတယ်ချင်းပြည်ပလဲဝဒေတာကစင်ပေရှောင်း900ကျော်ခိုလုံတဲ့ကာကီတူဒင်းစခအပဝင်စခန်း၃ခုမှာဝန်ရုံးခါကြောင် ကလင်းငယ်ရဲ့ပါဝင်တိဆုံးသူစုစုပေါင်း9ယောက်တိရှိလာပြီလို့စခန်းတာဝန်ရှိသူတွေနဲ့ကူညီထောက်ပံ့ရေးအဖွဲ့တွေကအတည်ပြုပြောကြပါတယ်။ကုရဲ့လက်တော်ရဲ့ချစ်တဲ့ဒီအာစေဝါလုံးလုံးရနိုင်ဖို့အတွက်တော့ကျွန်တော်တို့လိုချင်တာပေါ့နော်။ဒီအတိုင်းတာဒီရင်ဆိုင်ရအောင်မှာဆိုတော့ပြောလို့မရသေးဘူးအခုကဒီ train နိုင်တဲ့အနေထားမဟုတ်သေးဘူးထပ်တိုးတွေလည်းရှိတဲ့ကကြတော့ဒီကျန်းမာရေးဆောင်ရှောက်မှုအတွက်တော့အရေးပေါ်လူအတဲလူတော့ဒါဟိုပြောချင်ပါတယ်ဟုတ်ဆရာ။ လက်ရှိမှာဆေးဝါးလုံလောက်မှုရှိတာကြောင့်ယောဂါကူးစက်မှုကိုထိန်းချုပ်နိုင်ဖို့ခက်ခဲနေပြီးကူးစက်မှုကိုဟန်တားနိုင်ဖို့အတွက်ကာကီယောကိုရာယီလော့ဒေါင်းချထားရတဲ့အခြေအနေမျိုးရှိနေပါတယ်။ဒီယောဂါအခြေအနေကြောင့်ရခိုင်ခန့်နေမီဇိုရန်ဘက်ကိုတွားတဲ့အဓိကကုံတော်ကြီးလမ်းကြောင်းတွေကိုလည်းနိုဝင်ဘာလ23ရက်နေ့ကစပြီးရာယီပိတ်လိုက်ရပြီလို့ကုံတယ်တွေကပြောပါတယ်။ အစီအစဉ်ကိုကြည့်ရှုအားပေးနေတဲ့မိဘပြည်သူပေါင်းရှင်လင်းချမ်းမြေ့ကြပါစေ။နောက်တစ်ပတ်ဒီလိုချိန်မှာဆောင်းမြော်ကြည့်ရှုကြဖို့တိုက်တွန်းရင်ဒီတစ်ပတ်အစီအစဉ်ကိုရပ်နာခွင့်ပြုပါရှင်။